ဆိုကြပါတော့ဒီထဲမှာကျွန်တော်ထဲမှာကင်ထားတာအားလုံးပြည့်တယ်ပါလဲမင်းကြီးဆန်ဘူးလေးအဲမင်းကြီးဆန်ဘူးလေးထဲမှာပါလေးရရှိတယ်မင်းကြီးဆန်လေးရှိဒီမင်းကြီးဆန်လေးတွေကခင်ဗျားတို့ရဲ့တနစ်ကိုကိုစားယူတယ်ဆိုပါဆိုတချောင်းတချောင်းอ่ะဒါမှမဟုတ်တလောက်ကိုစားယူတယ်ဆိုပါဆိုဒါမှမဟုတ်တရက်ကိုကိုစားယူတယ်ဆိုပါဆိုကိုတော့တမအဲ့တော့အဲ့မင်းကြီးဆန်ရဲ့ဒီထိတ်မှာရှိတဲ့ဥစ္စာကပါလဲဆိုတော့ခင်ဗျားရဲ့ bad habit ဆိုပါဆိုဒီ bad habit နဲ့ခင်ဗျားနေပြီးတော့မှအချိန်ဆွဲတယ် bad habit နဲ့ခင်ဗျားအလုံးမလုံးပဲနေတယ်လောက်အောင်မကြောက်တယ်မရဲဘူးကိုယ်ရဲ့ရပ်ပိုင်ခွင့်တောင်းဖို့ဆိုတဲ့အရာတစ်ခုခုပေါ့ ကန်းတာဆိုခမရဲ့ဒီတရက်တာတော့လကောင်ခမရဲ့တပတ်တာတော့လကောင်ခမရဲ့တလတော့လကောင်ခမရဲ့တနှစ်တော့လကောင်ဒီလိုဖြစ်လိမ့်မယ်။လောင်ရင်းလောင်ရင်းလည်းဘာဖြစ်သွားလဲ။ကုန်းနာမြန်သွားတယ်။အဲ့လိုနဲ့တိတ်မကြခင်မှာဒီဘူးလုံးဘာဖြစ်မှာလဲ။အကိဒါခမရအနေနဲ့ဆုံးဖြတ်ချက်တကူချပြီးတော့ဒီကနေ့ဒါဒီထဲမှာရှိသမျှဟာအကုန်ထုတ်ပြီးဒီအဆန်တွေကိုချိုးပြစ်မယ်။ဒါမှမဟုတ်ဒီအဆန်တွေအကုန်လုံးဖယ်ပြစ်ခဲ့မယ်ဆိုရင် bad habits တွေရရှိသေးလား။ဒါဆိုခမရဘဝဆိုတဲ့အထဲကိုသွားတဲ့အခါတိုင်းဘာဖြစ်ပြီလဲ။ဒါခမရသုံးချက်သုံးလို့ရသွားတယ်။